အားလုံးပဲမင်္ဂလာပါဒီနေ့မှမျိုးပြင်ပြင်ပြီးတော့ကြောင်းရပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာနေပြီးမှအာမြန်မာနိုင်ငံကနေ Facebook ပေါ်လုပ်ငန်းရှာချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုမျိုးကြောက်ခရရမလဲဆိုတဲ့အပိုင်းဖြစ်ပါတယ်အာပထမဆုံးကျွန်တော်တီးထားဖို့လိုအပ်တာပါတယ်ဆိုလို့ရှိရင် country eligible ဖြစ်ဖို့လိုပါတယ်ကျွန်တော်တို့ဂျန်နဲ့အာစီမင်းစည်းကမ်းတွေလိုက်လာတယ်အာတောင်းအောင်မှကျွန်တော်ရန်ထားတယ်ဆိုပြီးမှတဲ့လိုအပ်ချက်တွေအရာကိုကျွန်တော် အဲဘယ်လောက်ပဲလိုက်နာနိုင်တဲ့သူဖြစ်ပါစေကျွန်တော်ပထမအရေးကြီးဆုံးအရာတစ်ခုဖြစ်တဲ့အရာ entry eligible မဖြစ်မနေဘူးဆိုလို့ရှိရင်ကျွန်တော်ဝင်ငွေချက်လို့ရမှာမဟုတ်ပါဘူးအကြောင်းအကျွန်တဲ့အရာတွေအရေးမကြီးဘူးမဆိုလို့ဒါပေမဲ့အရေးအရေးကြီးဆုံးကကျွန်တော် entry eligible ဖြစ်ဖို့လိုပါတယ်ဆိုတော့ entry eligible ဖြစ်ဖို့ကျတော့ကျွန်တော် Facebook ကနေမြန်မာပေါ်မပေးသေးပါဘူးအခုချိန်တွေဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံနေပြီးရင်လည်းကျွန်တော်ဝင်ငွေချက်လို့ရပါတယ် ဆိုတော့ဒီကျွန်တော်ဒီဝင်ငွေရှာဖို့အတွက်ဘယ်လိုမျိုးကြောခွဲရမလဲဆိုတော့အာနှစ်ချက်ရှိပါတယ်အာနှစ်မျိုးရှိပါတယ်ပထမတစ်မျိုးကပါလဲဆိုလို့ရှိရင်ကျွန်တော်လက်ရှိမြန်မာနိုင်ငံမှာတောင်းပြနေတဲ့ကျွန်တော်တို့မြန်မာအကောင့်ကိုကျွန်တော် eligible ဖြစ်အောင်နိုင်ငံခြားအတိတ်တရရကိုအတုံးတလားအနလားအတုံးပြခိုင်းမှာကျွန်တော် country ကိုကြောင်းအောင်လုပ်ဖို့ဖြစ်ပါတယ်အဲအဲ့လိုမျိုးမလုပ်ချင်မှုဆိုလို့ရှိရင်နောက်တစ်ချက်ပါလဲဆိုလို့ရှိရင်တော့ နိုင်ငံချက်မှရှိရကိုယ့်ရဲ့တငယ်ချင်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုတိုင်းဝန်ပါအနေနဲ့ဖြစ်ဖြစ်ကိုတော့မဲ့အကောင့် Facebook account ကောက်ကိုတော့လောက်ခံပြီးမှအတေအရာတွေကိုကျွန်တော်မြန်မာနိုင်ငံမှာကျွန်တော် VPN ပတ်စံနဲ့ပြရတဲ့ Premium VPN တစ်ခုကိုကျွန်တော်တောင်းပြီးမှအတေအရာတွေပေါ်ကနေတော့ပုံရှာလို့ရပါတယ်အာကျွန်တော် Facebook account ကိုငွေရှာဖို့ကြာခုနပြောတဲ့အတိုင်းပဲအရေးကြီးဆုံးအရာ country eligible ဖြစ်ဖို့လိုတယ်ပြီးရင်သူ့ရဲ့စီးမင်းစစ်ကနေကျွန်တော်တို့လိုက်နာပို့လို့ပါတယ် ပြီးတော့ဒီအရာတွေကျွန်တော်တို့အာလုံနိုင်ပြီးကျွန်တော်တို့ဒီအရာတွေနဲ့ပတ်စံဆက်ရှာနိုင်ပြီးဆိုရင်လည်းဝင်ဝင်များဝင်ဝင်များရောက်အောင်ကျွန်တော်တို့ပါဝင်ရုပ်လုပ်ဖို့လုပ်ရဲဆိုလို့ရှိရင်တော့အာလူတွေကိုကိုယ့်အပါတွေဘာအကြောင်းအရာတွေမျှော်မျှော်ပြေးနိုင်မလဲကိုယ့်ရဲ့တန့်ကျင်မှုအပါတွေလဲကိုယ့်ရဲ့ပါရမီကိုယ့်ရဲ့အာအာတာချက်တွေအပါတွေလဲဆိုတော့ကျွန်တော်သိဖို့လိုတယ်အာကိုယ်ကတင်ရတင်ပြီးမှပတ်စံရှာဖို့ပဲကျွန်တော်လုပ်နေမှာဆိုလို့ရှိရင်ဒီရှာအနေနဲ့အဲ့ဒါအစမပြောဘာဖြစ်လို့ဆိုတော့ကျွန်တော်အာ လူတွေကကိုယ့်ကိုမြင်တဲ့အခါမှာတန်းတည်အောင် brand တစ်ခုကျွန်တော်တည်ဆောက်နိုင်ပြုလုပ်ပါတယ်။ဆိုတော့ရာတွေပမာကိုယ်ကဘာအကြောင်းရာတွေကိုမျှဝေပေးမလဲ။ကိုယ်ကလူတွေကိုဘာအကြောင်းရာတွေအဲမျှဝေပေးနိုင်မလဲဆိုတော့ဒီဟာကိုယ့်ရဲ့ကြွန့်ကျင်မှုကိုယ့်ရဲ့အသက်ချက်တွေတောင်းကောင်းတည်ပြုလုပ်ပါတယ်။ပြီးတော့အဲဒီဟာအတွေနဲ့လူတွေရဲ့ဘာတွေကိုစိတ်ဝင်စားတတ်လဲဆိုတဲ့အရာကိုကျွန်တော်နေ့လာထပ်ပြုလုပ်ပါတယ်။ Okay ဒီအရာတွေပြီးပြီဆိုလို့ရှိရင်အာ ကိုကိုမှရှင်းရကျွန်ကိုရဲ့ကျန်ကျန်မှုကိုအားတချက်နဲ့လူတွေစိတ်အစိတ်ဝင်စားနိုင်တဲ့အရာတွေကျွန်တော်ပေါင်းစပ်ပြီးမှဒီအရာတွေပေါ်ကနေအကောင်းဆုံးအတင်းဆုံးအတင်းတော်ဆုံးအရာတွေကျွန်တော်မျှဝေတက်ဖို့လုပ်တယ်။ပြီးတော့ကျွန်တော်တို့အတချာ skill ကပါလို့လိုလိုမလဲဆိုလို့ရှိရင်တော့ကျွန်တော်အာကြွချင်စရာတော့မလိုပေမဲ့ video editing ပိုင်းနဲ့ကျွန်တော်လေ့လာတတ်အဲနှုတ်ဆောင်တတ်ဖို့လုပ်တယ်။ပြီးတော့ကျွန်တော်တို့အာစာရေးတာတွေစာရေးတတ်ဖို့အာ screen ရေးတတ်ဖို့အာတီထွန်ကျန်စား တက်တဲ့အာ YouTube channel ရှိဘူးလို့ပါတယ်။ဆိုတော့အရာတွေကိုကျွန်တော်တို့မှာရှိပြီဆိုလို့ရှိရင်ကျွန်တော်တို့အာ Facebook ကိုတော့ give me only share လုပ်ရပါတယ်။ Facebook ကနေဝင် share share ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့တကယ်လို့တက်တဲ့ဆိုလို့ရှိရင် immediate မှာစင်ပေးတဲ့ရဖြစ်တယ်ဘာလို့ဆိုတော့တလားတလားကိုဒေါ်လာ1000ကျင်းတချို့ဆိုရင်တောင်းကနာနဲ့ရတဲ့အရာဖြစ်တယ်။ဒီအရာတွေမိမငွေနဲ့ပြန်တော့ကျွန်တော်ပြန်တက်ချင်တယ်ဆိုလို့ရှိရင်နည်းတဲ့ပမာဏမဟုတ်ပါဘူး။အဲကြောင့်မင်းဆိုလို့မှလည်း အပူငယ်အနေနဲ့ဝေငွေရှာချင်တယ်ဆိုလို့ရှိရင်ဒီ YouTube တို့ဒီ Facebook တို့ကနေကျွန်တော်ဗီဒီယို content တွေဖားသိမြောက်ဝေငွေရှာလို့ရပါတယ်ဝေငွေရှာလို့ရတဲ့အကြောင်းကိုကျွန်တော်မျှဝေပေးချင်းဖြစ်ပါတယ်အာဒီမျိုးဘုတ်ထူတိုင်းရဲ့ဗီဒီယိုလေးတွေကိုစပြီးမှအာနေလာချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘိုင်တီပီချ YouTube channel လေးကိုမဲရဝမ်းရပြတော့ပါလို့ကျွန်တော်